ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အောင်းလည်းမင်္ဂလာပါ။နေ့ညတော့က Inter Miami အသင်းရဲ့ Super Star Leo Messi က Major League ပွဲစဉ်ရဲ့အဓိကပွဲ ဖြစ်တဲ့ Playoff ပွဲစဉ်တည်တဲ့အခါ Quarter Final ပွဲစဉ်မှာ Nashville ကိုတတိယပွဲမှာ၄ဂိုးပြတ်နဲ့နိုင်ပွဲရတယ်။အဲ့ပွဲမှာ Messi တယောက်၂ဂိုးအတွင်း၂ဂိုးဖန်တီးခဲ့ပြီးတော့ ကစားမပွားမှာတွင်ကိုလီယာဖန်တီနိုင်တဲ့ပထမဆုံးကစားမအဖြစ်မှတ်တမ်းဝင်တဲ့ပွဲပေါင်း1133ပွဲမှာ894ကိုတွင်ပြီးတော့တွင်ကိုလီယာဖန်တီနိုင်ခဲ့တာဖြစ်တယ်ဒီနေရာမှာလီယိုမက်ဆီကိုအခုလောဆယ်မှာအင်တာမိုင်ယာမီအသင်းရဲ့စူပါစတားကိုကာဆာရီအသင်းကခေါ်ယူဖို့ဆန္ဒရှိကြောင်းဒါကလာဆာရီရဲ့ဥက္ကဋ္ဌကဝန်ခံခဲ့ပြီးမက်ဆီကိုခေါ်ယူနိုင်တဲ့ငွေကြေးအင်အားတို့မှရှိပြီး လေးလအငားနဲ့ခေါ်ယူဖို့ဆန္ဒရှိတယ်လို့ဖော်ပြထားပါတယ်။တစ်ဖက်မှာတော့ Inter Miami ရဲ့ share ပိုင်ရှင်ဖြစ်တဲ့ David Beckham က Neymar Jr ကိုခေါ်ယူဖို့ဆန္ဒရှိနေတယ်။အထူးသဖြင့် နီမာဂျူနီယာကိုမက်ဆီဆွာရက်စ်နီမာ၃ယောက်အတွဲပုံစံနဲ့ဆာဂျာဒီကိုမာတက်တန်းကိုဆုံးမဲ့ဒါဆွာရက်စ်ကိုပါတက်တန်းတို့ပြီးနီမာမက်ဆီ၃ယောက်အတွဲကိုသူတို့ဘက်ကတီဆောက်ဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်ဂျူလီယန်အေဗာရက်စ်ကတော့အခုလောလောဆယ်မှာသူ့အနေနဲ့အက်တလတီကိုမက်ဒရစ်အသင်းကထွက်ပြီးတော့ပါရီစ်စင်ဂျာမိန်တို့ဘာစလိုနာတို့ပြောင်းဖို့ဆန္ဒမရှိကြောင်းထုတ်ဖော်ပြောကြားလာပါတယ်ဒီအသင်းမှာပျော်ရွှင်နေစီမီယိုနီအသင်းမှာပဲဆက်ရှိသွားဖို့ရှိပြီးတော့ယာတီကိုမာလမ်းခွဲသွားဖို့ထက် တတ်တန်းတိုးစာချုပ်ချုပ်ဆိုဖို့ရှိကြောင်းဆိုပါတယ်ရီယယ်မက်ဒရစ်သင်းရဲ့ဘယ်နောက်ကန်ကစားမဖာလမန်တီကိုဒီဂိုစီမီယိုနီကသဘောကျလေရှိတယ်ဖာနန်ဒိုကဆာရက်အေဗာရက်ရောက်လာပြီးတဲ့အချိန်မှာနေရာပြောင်းနေတဲ့သူကို မတွေ့အသိရှိကနေအတ္တလတ်ကူမတွေ့ကခေါ်ဖို့ဆန္ဒရှိနေတာပါအန်တိုနီယိုရူဒီကာရဲ့ဒန်နီကာဗာဟာနဲ့ဒါဗစ်အာလပါတို့၃ယောက်စလုံးယာဒီကိုမာကလပ်နဲ့လမ်းခွဲမှာပါမတွေ့ကတေးချပေါ့ဘူနောက်ခံလူတစ်ယောက်ခေါ်ယူသွားဖို့ရှိတဲ့အတွက်ကြောင့်စာချုပ်တက်တန်းကုန်ဆုံးမဲ့အာလပါယိုရူဒီကာအပြင် ဒန်နီကာဗာဟာကူပါထွက်ခွာခွင့်ပေးမှာဖြစ်တယ်လို့ဆိုတဲ့စပိန်မီဒီယာတွေတဲကမာကာနဲ့ ASK ရပူရာဆိုရင်ရီယယ်မက်ဒရစ်ကလာမယ့်နွေရာသီမှာကွင်းလယ်နဲ့တောင်ပင်ကစားမတယောက်ခိုးဖို့ဆန္ဒရှိနေတယ်အဓိကကတော့အာစနယ်သင်းရဲ့ကွင်းလယ်ကစားမဒန်ကလရိုက်နဲ့ပါရီစိန်ဂျာမင်ရဲ့တောင်ပင်ကစားမဖရက်ဒလီဘာကူလာတို့မြောက်ကိုစိတ်ဝင်စားပြီးဒီတယောက်အတွက်ယူရို250လောက်ထိ ုံးဆွဲသွားဖို့ရှိကြောင်းဆိုပါတယ်မဒရစ်သင်းရဲ့နီးပြအလွန်ဆိုသင်းရဲ့ squad ထဲမှာပါဝင်ခွင့်မရှိဘဲအရန်ဖြစ်နေတဲ့ရူဒရီဂိုကလည်းရာသီကိုမှလမ်းခွဲမှာဖြစ်လို့စောင်းရသည်မှာတောင်းဘရာဇီးမှာကစားကွင်းရဖို့အတွက်အသင်းကထွက်သွားပွဲရှိကြောင်းဆိုပါတယ်ဘာစလိုနာသင်းကလီဗန်တီရဲ့တိုက်စစ်မှုအရန်ဆိုတဲ့ချက်တိတ်လေးကိုစဲဝင်စားလဲရှိတယ်အက်တတာအရန်ဆိုတဲ့အသက်22နှစ်အရွယ်ရှိတဲ့ဒီချက်တိတ်လေးကိုဘာစလိုနာကသဘောကျနေတာဖြစ်ပြီးတော့ကမ်ရိုးလူငယ်ကစားမလီကတစ်ချိန်ချိန်မှာဘာစလိုနာ နဲ့ရယ်မက်ဒရစ်ထဲမှာကစားချင်းကြောင်းနဲ့ပရီးမီးယားလီဂလည်းသူ့ရဲ့အိမ်မက်တွေဖြစ်တယ်လို့ဆိုပါတယ်။ဘာစလိုနာကအခုခရစ်စတီယန်ပယ်လစ်ရဲ့ညာနောက်ခံကစားမှာဒန်နီယယ်မူနော့ကိုစိတ်ဝင်စားလျက်ရှိတယ်။ဒန်နီယယ်မူနော့ကခရစ်စတီယန်ပယ်လစ်မှာခြေစွမ်းပြတာဖြစ်ပြီးမန်တူဒီဘိုဒီဘိုရဲ့ report အရအသက်29နှစ်အရွယ်ရှိတဲ့ကိုလံဘီယာတောင်ပံကစားမကိုဘာစလိုနာကစိတ်ဝင်စားလျက်ရှိပြီးတော့ ဂျူကွန်ဒစ်ကိုအထဲထည့်ပြီး right back ဖြစ်ခေါ်ချင်နေတာဖြစ်တယ်။ AC Milan တင်းရဲ့နီးပြ Max Allegri ကမနေ့ကတုန်းကပါမနဲ့ကစားတဲ့ပွဲမှာ မလိုလားအပ်ပဲအမတ်ဆုံးရှုံးခဲ့တဲ့ပုံကိုသူတော်တော်လေးဒေါသထွက်လျက်ရှိတယ်။အထူးသဖြင့်ပါမကိုသူတို့ကနှစ်ကိုးပြတ်ဦးဆောင်ခဲ့ပြီးမှနှစ်ကိုးပြန်ပေးခဲ့ရတဲ့အပေါ်ကို Max Allegri ကဒေါသထွက်ပြီးတော့ Champions Supla လိုချင်ရည်ဒီလိုအမားမျိုးတွေကိုရှောင်ရှားဖို့လိုအပ်ပြီးဒါဟာလုံးဝလက်ခံချင်စရာမရှိတဲ့အမားဖြစ်ပြီးအပတ်ကျော ့သွားတာကတကယ့်ကိုစိတ်ပျက်စရာဖြစ်တယ်လို့ဆိုပါတယ်။အာဆနယ်သင်းရဲ့နီးပြမီကေအာတီတာကလည်း injury time မှာဆန်ဒလန်ကိုပြီးခဲ့ရတဲ့နောက်မှာကျွန်တော်တို့ခံစီပိုင်းဒီထက်ပိုကောင်းအောင်ပြုလုပ်ခဲ့တဲ့လို့သူကဝန်ခံခဲ့တယ်။ဒါပေမဲ့ဒါမှမဟုတ်ရေပိုကိုချိန်နှမှုအပြေအဝရှိတဲ့ ဒီပွဲမှာအမှတ်လျော့သွားပေမဲ့ကျွန်တော်တို့ရဲ့ဒါပုံစံကောင်းကိုဆက်ပြီးထိန်းထားဆဲဖြစ်ပြီးကျွန်တော်တို့ရတဲ့ chance ကလည်း goal ဖြစ်ပြောင်းလဲခဲ့တဲ့ဆိုပြီးတော့ဒုကပွဲပြီးမှဆိုပါတယ်အာစနယ်သင်းရဲ့တိုက်စစ်မှု Jokeres အပါဝင်တစ်ဖက်ကသူတို့ရဲ့အဓိကကစားသမား Martinelli, Kai Havertz ရဲ့ Gabriel Jesus, Nonni Madueke နဲ့ Martin Odegaard အားလုံး international break ပြီးစပါးနဲ့ပွဲမှာပြန်ပါနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်မီကယ်အာတီတာကတော့အခုလက်ရှိမှာသူတို့ရဲ့ကွင်းလက်စားသမား ဒန်ဂလရိုက်ရဲ့ပကာယိုစာကာနဲ့ဂျူလီယန်တင်ပါတို့သုံးယောက်စလုံးအများဆုံးသက်တမ်းတိုးနိုင်ဖို့အောက်ဇာဒရိုက်တာအန်ဒရီယားပါထာနဲ့ဒါသူဘက်ကတောက်လျှောက်ဆွေးနွေးနေပြီးစာချုပ်တိကိစ္စအစွမ်းကိုလုပ်နေတဲ့စာကာကတော့သက်တမ်းတိုးဖို့သဘောတူထားတဲ့အခြားကစားမနှစ်ယောက်ကိုလည်းကာလာရှိချာသက်တမ်းထပ်တိုးဖို့ဆွေးနွေးနေတာပါထော့နာဟော့စပါအသင်းကစနီဂေါအသင်းရဲ့တောင်ပိုင်းကစားမဖြစ်တဲ့အန်ဂျာယီကိုစိတ်ဝင်စားလေးရှိတယ်အခုလက်ရှိမှာအသက်25နှစ်ရွယ်ရှိတဲ့အေဗာတန်ရဲ့အန်ဒရာယီကို ဒါ Tottenham Hotspur က Lucha Lo CDA က Juventus AC Milan နဲ့ Atletico Madrid အပါဝင် Newcastle တို့ကလည်းစိတ်ဝင်စားလေရှိတာပါ Spurs ကစောင်းရတီမှာတိုက်စစ်မှုတယောက်မဖြစ်မနေခေါ်ယူဖို့ပြင်ဆင်ထားတယ် ဂျူဗန်တက်စ်အသင်းရဲ့ကနေဒါတိုက်စစ်မှုဂျိုနသန်ဒေးဗစ်ကိုသဘောချနေပါတယ်အသက်25နှစ်အရွယ်ရှိတဲ့ဒီကစားမကစီးဒီကိုရောက်လာပြီးခြေစွမ်းပြနေတဲ့အချိန်မှာနောက်ပိုင်းမှာအရန်ဖြစ်သွားပြီးတော့လက်ရှိမှာရုံးကန်နေရသူဖြစ်တဲ့နီးပြသစ်လက်ထက်မှာလည်းပွဲထွက်ခွင့်ရဖို့ရုံးကန်နေရတဲ့အတွက်ထော်တန်ကသူ့ကိုခေါ်ချင်နေတာပါထော်တန်သင်းရဲ့နီးပြဟောင်းမော်ရစီယိုပိုချက်တီနိုကတစ်ချိန်ချိန်မှာပရီးမီယာလိဂ်ကိုပြန်လာဖို့ဆန္ဒရှိကြောင်းဝန်ခံထားတဲ့အမေရိကန်လူဝေးစင်သင်းရဲ့နီးပြဖြစ်ပြီးကမ္ဘာ့ကလပ်ပြိုင် က်ပွဲပြီးမှအမေရိကန်ရဲ့လမ်းခွဲပွဲရှိတဲ့ပိုချက်တီနိုတယောက်စပါအသင်းကိုတကြောပြန်ကင်ဖို့စိတ်ဝင်စားလျက်ရှိကြောင်းဆိုပါတယ်ရူဘေအမ်ဘရိုကာတိုဗန်ဂျမင်ရှက်စကိုရဲ့ဒဏ်ရာကဘလောက်ထိဆိုးဝါးလာတဲ့အခြေအနေကိုသူတို့ဘက်ကပူပန်နေရှိပြီးတော့တကယ်လို့ဗန်ဂျမင်ရှက်စကိုဒဏ်ရာရသွားရင်အာဖရိကဖလားပွဲသွားမဲ့ Brian အမွေးမှုကြောင့်လည်းစောင်းရတီမှာတိုက်စစ်မှုတယောက်မဖြစ်မနေခေါ်ယူဖို့အသင်းတောင်းရှိသူတွေကို တောင်းဆိုသွားပွဲရှိတယ်လို့ဆိုပါတယ်မန်ချက်စတာယူနိုက်တက်နဲ့ကင်မရွန်ဘောလုံးဖွဲ့ကြားမှာဘရိုင်ယန်အပွေးမူကိုဘဲတော့လွတ်မယ်ဆိုတာကိုသဘောတူညီမှုရရှိတော့မှာဖြစ်တယ်ဒီဇင်ဘာ23ရက်နေ့ဘုံပေါင်းတဲ့ပွဲစဉ်ဒီဇင်ဘာ21ရက်နေ့အာဆွန်ဗီလာနဲ့ပွဲဒီမှာအပွေးမူကို73ပြီးမှသူကိုကင်မရွန်ကိုဆေလုပ်ဖို့ယူနိုက်တက်ဘက်ကကြိုးပမ်းနေရှိတာပါမန်ယူနိုက်တက်အသင်းကလာမယ့်ရာသီကစပြီးအသင်းကောင်းဆောင်ဘရူဖာနန်ဒက်စ်ကနေကစားမအားလုံးဟာ rotation system ကိုသွားမှာဖြစ်ကြောင်းနဲ့ဘ သူတူးတယောက်မှပွဲတိုင်းပါဝင်ခွင့်ရဖို့ခွင့်မရှိနိုင်ကြောင်းနဲ့ ်ပွဲတိုင်းကိုကျွန်တော်တို့နိုင်ပွဲလိုချင်တယ်ဥရောပပွဲဒီမှာနိုင်ပွဲလိုချင်ရင်အလဲကျ system ဟာဘလောက်အရေးကြီးလဲဆိုတာကိုသူကအသိကောင်းဆောင်ဖူနိုကိုအသိပေးလိုက်တာပါ Chelsea အသင်းရဲ့ဝင်းလက်ကစားမအန်တိုဖနန်တက်စကဟိုတနေ့တုန်းကဒူးဒင်ရအနေငယ်ရရှိခဲ့တဲ့အတွက်ဒီတစ်ပတ် international break မှာသူအနာယူမှာဖြစ်တယ်အာဂျင်တီးနားအသင်းရဲ့ရောဆေးဖွင့်နေပါစကားပြောဆိုပြီးသဘောတူညီမှုရရှိထားတယ်အထူးသဖြင့်ကလပ်ဝေါ်ကက်နဲ့ပွဲတွေဆက်တိုက်ကစားရတဲ့အတွက်အန်ဆူဖနန်တက်စ်ကအနာယူဖို့လိုအပ်တဲ့အတွက် ဒီဒီဂျေမှာ Chelsea အသင်းမှာအနာယူမှာဖြစ်လို့ Argentina ကိုတွားရောက်ပူပေါင်းမှာမဟုတ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒါ Chelsea ရဲ့လူငယ်ကစားသမားအသစ်ဖြစ်တဲ့ Alejandro Garnacho ကတော့ သူရဲ့69ပွဲမြောက်ပရီးမီယာလိပွဲမှာနှစ်ကိုဖန်တီးပြီးတော့စွမ်းဆောင်ရည်ကောင်းပြပါတယ်ဒါချက်စီကိုရောက်လာပြီးတဲ့အချိန်မှာနှစ်ကိုသွင်းနှစ်ကိုဖန်တီးထားပြီးတော့ဂါနာချိုကတော့ဒီယာတီစတန်ဖို့ဘရစ်မှာတပွဲတည်းပရီးမီယာလိဖန်တီးမှုနှစ်ချိန်လုံးနိုင်တဲ့ပထမဆုံးကစားသမားဖြစ်ပါတယ်ချက်စီသင်းရဲ့ဘယ်နောက်ခံကစားသမားမာကူကူရဲလာကိုအက်တလတီကိုမတွေ့ကချိတ်ဆက်လာတဲ့နောက်ချက်စီကပယ်ချလိုက်တယ်ကူကူရဲလာဟာရောင်းရမယ့်ကစားသမားမျိုးမဟုတ်တော့ကာလာရှီချာဆက်ထိန်သွားမှာဖြစ်ပြီးတော့ ထွက်ခွာခွင့်လုံးဝပေးသွားမှာမဟုတ်ကြောင်းဆိုထားပါတယ်လီဗာပူးအသင်းရဲ့ကွင်းလယ်ကစားသမားအလက်စစ်မက်ကလာဆာကလည်းကလပ်သင်းကနေထွက်ခွာဖို့ဆန္ဒမရှိကြောင်းဆိုပါတယ်အသက်26နှစ်အရွယ်ရှိတဲ့အာဂျင်တီးနားကွင်းလယ်ကစားသမားကိုရင်းမတွေ့ကဆဲဝင်စားပေမဲ့သူ့ဘက်ကပြောင်းဖို့ဆန္ဒမရှိပဲလီဗာပူးနဲ့တောင်တတ်တန်းထပ်တိုးချင်တယ်လို့ဆိုပါတယ်လီဗာပူးအသင်းကနယူကာဆယ်ယူနိုက်တက်ရဲ့နောက်ခံကစားသမား7ဘော့မန်ကိုလည်းဆဲဝင်စားလိမ့်ရှိတယ်အသက်25နှစ်အရွယ်ရှိတဲ့ဘော့မန်ကယူကာဆယ်နဲ့တတ်တန်းထပ်တိုးဝယ်ရှိတဲ့အချိန် လီဗာပူးကသူတို့ရဲ့အားနည်းနေတဲ့ခံစားပိုင်းအတွက်ရေရှည်စီမံကိန်းနဲ့ဆက်ဗန်ဘော့ဒ်မန်ကိုလိုချင်နေတာပါလီဗာပူးအနေနဲ့အီတလီနောက်ခံလူအာလက်ဆန်ဒရိုဘက်ဆိုရီကိုလိုချင်ရင်ယူရိုတန်တရာပေးရမယ်လို့အင်တာမီလန်ကကြေညာလိုက်တယ်ပြီးခဲ့တဲ့ရက်ပိုင်းကလာကစ်စတာဒယ်လိုစပေါ်ရဲ့အရပူယာဆိုရင် ဘတ်စတိုဒီကိုလီဗာပူးကဆက်သွယ်မှုတွေပြုလုပ်ခဲ့ကြောင်းဖော်ပြထားတဲ့အချိန်အီတလီကလပ်သင်းကတန်းတရာပြောင်းရွှေ့ချေတတ်မှတ်ထားတာပါလက်ရှိမှာတော့ရီယယ်မက်ဒရစ်အသင်းရောဘာစိုနာအသင်းကမန်ချက်စတာစီးတီးရဲ့စူပါစာအဲလီဟာလန်ကိုခေါ်ယူဖို့ဆန္ဒအပြေအဝါရှိတယ်သူရဲ့ကွန်ထရက်က2029တိရှိပေမဲ့ဒါလာလီဂါထိပ်သီးကလပ်အသင်းနဲ့သင်းကဟာလန်ရဲ့ပေါ်ဖော်မန့်ကိုသဘောကျတဲ့အတွက်သူရဲ့တိုက်စစ်ပိုင်အတွက်ခေါ်ယူချင်နေတာဖြစ်တယ်ဖက်ကွာဒီယိုလာကတော့ရိုဒရီရဲ့ ACL injury ဟာသူ့ကရီးယား ကိုအများကြီးအပြောင်းလဲသွားစေခဲ့ကြောင်းနဲ့အရင်က ပွဲတိုင်းပါဝင်ကစားခွင့်ရနေတဲ့ရူတီတယောက်အခုချိန်မှာပွဲထွက်ခွင့်ရဖို့အတွက်ကြက်ခိုင်မှုကိုကောင်းဆုံးဖြစ်အောင်ဇက်တိုက်ကြိုးပမ်းနေရတယ်ဆိုပြီးတော့သူကသူ့ရဲ့ကစားမအဖို့ကိုပြောပြလာခဲ့ပါတယ်။မန်စီးတီးအနေနဲ့လိုယာတီမှာပြုလုပ်ခဲ့တဲ့ transfer investment ကမှန်ကန်တဲ့အပြောင်းလဲဖြစ်လို့ဒီ transition ကာလမှာ Guardiola ဟာအသင်းကိုအကောင်းဆုံးဆွတ်ဆောင်နိုင်သူဖြစ်တဲ့အတွက်သူတို့ဘက်ကဒီ transition ကာလမှာပဲအောင်မြင်မှုတွေရနိုင်မယ်လို့ City Tower ရှိသူတွေကယုံကြည်လက်ရှိတယ် ပါယူကာဆယ်ယူနိုက်တက်အသင်းကဆန်ထူထူနာလီကိုတတ်တန်းထပ်တိုးမှာဖြစ်တဲ့အချိန် AC Milan တို့ CD Club တင်တွေကတချောပြန်စိတ်ဝင်စားပေမဲ့သူကတော့အသင်းမှာဆက်ရှိမယ်လို့ဆိုပါတယ် Antoine Semenyo ကိုလိုချင်တဲ့ club တွေအတွက်ပေါင်85တန်းတတ်မှတ်ထားပေမဲ့ဘုံမောက်အသင်းကနေစောင်းရတီမှာထွက်ခွာဖို့မရှိကြောင်းဆိုထားတယ်သူအနေနဲ့ယာတီကုံထိဘုံမောက်နဲ့ဆက်နေပြီးမှယာတီကုံမှာလမ်းခွဲဖို့သာစဉ်းစားပွဲရှိတယ်လို့ဆိုတဲ့အာဆိုဗီလာအသင်းကလည်းဂျီဒန်ဆန်ချိုကိုခေါ်ဖို့ဆန္ဒမရှိတော့ဘဲလိုယာတီမှာယူနိုက်တက်ကိုပြန်လို့ပို့ရှိနေတယ်တရာတီငါခေါ်ထားပြီးမှလက်ရှိ ှိအခြေတည်ကစားခွင့်မရရုံးကန်ရတဲ့စံချိုကိုဖီလာကပြန်ပို့ဖို့စိတ်ဝင်စားလေးရှိပြီးတော့ယာတီကုံမှာမန်ယူနိုက်တက်ကလည်းတတ်တမ်းမတူပဲအလွတ်နဲ့ထွက်ခွင့်ပေးဖို့ပြင်ဆင်ကြပါဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားသာတဲ့ပါအားလုံးချစ်ကြပါလေ